အနုပညာမျိုးရိုးရှိတိုင်းအောင်မြင်တာမဟုတ်တလို့ထိသိခံရရတောင်မှရှိတယ်ဆိုပြီးတော့ခန်းစားချက်တွေကိုရှင်းဖွင့်လာခဲ့တဲ့မင်းသမီးချော်လေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် မင်းသမီးချော်လေးစုပ်ပြေးသင်းကတော့အစစအရာပြပြေဆုံးတဲ့ဒုတိယအဖြစ်တင်စားရမှာပါပဲ။သူကလူပညာလောကထဲမှာနမည်ပြည့်မရှိဘဲနဲ့နမည်ကောင်းတွေနဲ့ရက်တည်နေခဲ့သူလည်းဖြစ်ပါတယ်။အလူပညာရှင်တော်တော်များကခြေရင်းနဲ့ပတ်သက်ရဲ့နမည်ပြည့်ရှိကြပေမယ့်စုပ်ပြေးကတော့ခြေရင်းနဲ့ပတ်သက်ရဲ့တခါမှနမည်ပြည့်မရှိဘူးတဲ့မင်းသမီးတလည်းအဖြစ်မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။စုပ်ပြေးကနမည်ပြည့်မရှိတဲ့မင်းသမီးတလည်းဖြစ်သလိုအောင်မြင်မှုကြောင့်လည်းအောက်ခြေမလို့တတ်ပါဘူး။သူအောင်မြင်နေတဲ့မင်းသမီးတလည်းဖြစ်ပေမယ့်မမနာမကြီးတဲ့သလိုစကားပြောရင် းချစ်စရာကောင်းအောင်ပြောတတ်တာကြောင့်ပြည်သက်တည်းရဲ့ချစ်တော်ဖြစ်နေရတာလည်းဖြစ်ပါသည်။သူ့ရဲ့သစင်ကတော့ချောမော်ရဲရုပ်ရည်နဲ့မှန်ကင်းပြီးနမယ်ပြည့်မရှိတဲ့မင်းသမီးတစ်လက်ဖြစ်သလိုအမရရဲ့ဆရာကိုနေပြီးတော့တရုတ်ဆောင်မိမလည်းပြောစရာမလိုအောင်ထူးချွန်ပါသည်။သူ့ပြည့်ရဲ့တရုတ်ဆောင်ချက်တွေကိုကြည့်မိတဲ့ပြည်သက်တည်းကတော့သူ့ပြည့်ကိုတရုတ်ဆောင်ကောင်းတဲ့မင်းသမီးတစ်လက်ဆိုတာကိုပြည်သက်တည်းကလက်ခံမိတာပါပဲ။ ဆိုပြီးအားသယောစာပိုင်းမှာဘလောက်ထူးချွန်နေဆိုရင်အပြင်မှာအနေအေးပြီးတော့ရိုးအေးပေမဲ့ဇလန်းထဲမှာတော့ဆိုပြီးမှဟုတ်ရလားဆိုပြီးတော့မေးယူရတဲ့အထိတယောက်ဆောင်နေတဲ့အထိပါပဲ။ အပြင်ကားရီတာနဲ့မတူတဲ့ပုံစံမျိုးတွေကိုလည်းပိုက်ပိုက်နဲ့နဲ့တယောက်ဆောင်နိုင်သူတယောက်လေးဖြစ်ပါတယ်။ဆိုပြီးအောင်အမရီရဲ့ခြေအားကိုနင်းပြီးတော့တယောက်ဆောင်ပိုင်းမှာလည်းထူးချွန်သလိုအမရီထက်ပိုတော်တာကတော့ဂီတာပိုင်းနဲ့ပတ်သက်ရင်လည်းထူးချွန်ပါတယ်။ဆိုပြီးအောင်အစိုးရတယောက်ဆောင်ပိုင်းမှာမှာထူးချွန်သူတယောက်မလို့ပရိသတ်တွေကအားပေးချစ်ခင်ခဲ့ကြတာလေးဖြစ်ပါတယ်။တယောက်ဆောင်နေပေမှာလည်းကယ်ဒမီတန်းဝင်မင်းသမီးတက်လက်ဖြစ်သလိုအစိုးပိုင်းမှာလည်းထူးချွန်နေဆိုတာသမက်စင်ကာကိုစီးရင်တည်နိုင်ပါတယ်။ တရုတ်ဆောင်ဘက်ကိုတေချာအယောက်ဆိုင်နေတာကြောင့်တချင်းကုန်မဖန်တီးဖြစ်ပေမယ့်တချင်းဆိုတဲ့နေရာမှာလည်းအရန်ကောင်းနေဆိုတာပြည်သက်တရားလက်ခံမိသားလေးဖြစ်ပါရင်တချင်းပုံစံမျိုးမျိုးကိုတီဆိုဖျော်ဖြေနိုင်တယ်လို့အတမှာပြောင်းပြီးတော့တီဆိုနိုင်ခဲ့တာကြောင့်အစိုးပိုင်းနဲ့ပတ်သက်ရင်လေပြည်သက်တရရဲ့အားပေးမှုကိုရရှိမိသားလေးဖြစ်ပါရင်ဒီလိုမျိုးဖက်ဖက်ကပြည်ပြေစုံနေမင်းသမီးတရားဖြစ်ရှက်တည်နိုင်တဲ့စိုးပြေကိုတော့ပြည်သက်တတော်များကချီးကျူးကြပေမယ့်အချို့တွေကတော့အမရရဲ့ရှိန်နဲ့အောင်မြင်နေတာဆိုတဲ့ဝေဖန်တဲ့နေထွက်ခဲ့မှုပါရင် အနုပညာလောကမှာအောင်မြင်မှုတွေရှားနေတဲ့အရေးချင်းရှိတာတဲ့ထောက်ပံ့ပေးမယ်အမတွေကြောင့်ဆိုပြီးအပြစ်တွေပြောဆိုနေရလဲရှိကြပါတယ်။ဆိုပြရတော့အပြစ်တူတွေကိုစိတ်မဆိုးပေမဲ့အောင်မြင်မှုကကိုလုံးမှကိုရရဲဆိုတာကိုပြိသက်တီအောင်ပြောပြလာခဲ့ပြီလည်းဖြစ်ပါတယ်။လူတို့ရဲ့မြင်မှသာအောင်မြင်မှုတွေရှားတာမိသားစုကြောင့်ဆိုပြီးတော့မြင်နေကြပေမဲ့တကယ်ကကိုလုံးမှကိုရတာကြီးပါပဲ။မိသားစုကဘလောက်ကောက်ကောက်ကိုပိုင်ရည်ချင်းမရှိရင်အောင်မြင်ဖို့မဖြစ်နိုင်ဘူးလို့ဆိုလာခဲ့ပါတယ်။အမတွေရဲ့ရှိန်ကြောင့်ပြိသက်တွေကတန်းတိခဲ့ကြပေမဲ့ နုပညာလောကမှာတစ်ကနေစချိန်မှာအထင်သေးတဲ့အခြေအနေနဲ့ကြီးခံခဲ့ဘူးရတဲ့ဒီပါပဲ။ဆိုပြအနုပညာလောကတဲ့ကိုအသက်73နှစ်ရွယ်တဲ့ကဝင်ရောက်ခဲ့တာပါ။အသက်ငယ်ငယ်လေးနဲ့အနုပညာလောကမှာနေရာရအောင်စူးစမ်းနေချိန်မှာ အနုပညာလောကတွေကလူတချို့ရဲ့အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်ခံရတဲ့အထီးပါပဲ။ဆိုပြီးတော့ဘလူတွေပဲဘလူဝေဖန်နေပါစေလက်မလျှော့ပဲနဲ့စူးစမ်းကြတာမလို့အခုဆိုရင်အောင်မြင်တဲ့အကယ်ဒမီဆူရမင်းသမီးတလက်တောင်မှဖြစ်နေပါပြီ။သူအခုလိုအောင်မြင်တာစိုးမိသားစုကြောင့်လည်းပါတယ်လို့သူ့ရဲ့ရည်ချေစူးစမ်းမှုတွေကအ धिक အရေးပါတယ်ဆိုတော့ကိုဝေဖန်သူတွေကိုသိအောင်ချပြလာခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုစဝေစာဝေတတိကျောင်းရာတွေဖြင့်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝေစားစရာကောင်းတဲ့တတိကျောင်းရာတွေကိုချိန်နဲ့တပင်းကြီးတိဆက်ပေးမှဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြ 包吧，谁？